အလုံးမဲမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောရဲ့ live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောဒီလေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမောင်းအောင်တောင်းပေးလိုက်ပါတယ်။အဲ့တော့ဒီနေ့မနက်ကြားတဲ့သတင်းတွေကတော့ဒါကျွန်တော်တော်တော်လေးကိုလစ်ဗာပူးအတွက်ဒါတော့ကျွန်တော်တို့စိတ်ပြက်စရာသတင်းတွေပဲလို့ပြောလို့ရမယ်တဲ့မှာပါတယ်။လစ်ဗာပူးသင်းတဲ့ခုလက်ရှိမှာဒါကျွန်တော်တို့လာမယ့် ဒါပွဲစဉ်တွေမတိုင်ခင်မှာတရားရလူစည်းရင်းတွေကတော့တဖြည်းဖြည်းနဲ့ပို့ပို့ပြီးတော့များလာခဲ့တယ်သူပြောလို့ရမယ်တဲ့မှာပါတယ်။နောက်ဆုံး update သတင်းတွေရလက်ရှိမှာ Liverpool အသင်းနေနဲ့ဒါကျွန်တော်တိုင်ပတ်အောင်မယ်ဆိုတဲ့ဒါသတင်းကတော့ဒါတခြားသတင်းမဟုတ်ဘူး။ Liverpool ရဲ့ကွင်းလေကစားသမားဖြစ်တဲ့ Gravan Bat ရဲ့တန်ရာကလက်ရှိမှာကျွန်တော်တို့ကျွန်တော်တို့ပြောနေချင် assess လုပ်နေတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ Ronald Koeman ရဲ့ပြောပုံအရဆိုရင်တော့ကစားသမားရဲ့လက်ရှိ injury ကို assess လုပ်နေတယ်ဖင်လန်နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့တန်ရာခဲ့တဲ့ဥစ္စာပေါ်မှာဒါ assess လုပ်အဲ့တော့ လီဗာပူးရဲ့လက်ရှိကစားသမားလူစည်းမှာဒါကျွန်တော်ပြောသေးတယ်လီဗာပူးရဲ့တိုက်စစ်ပိုင်းကတော်တော်လေးကိုအဆင်ပြေခဲ့ပြီမြဲဒါကျွန်တော်ကွင်းလင်နဲ့နောက်တန်းတဲ့ပိုင်းမှာလီဗာပူးအသင်းကဒါကျွန်တော်တို့လိုအပ်ချက်တွေရှိခဲ့တယ်ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော်ဒီလိုကစားသမားတွေကြီးပဲကိုလီဗာပူးကဒေါရှောက်ဒန်ယာရနေတော့ကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့လီဗာပူးအသင်းနဲ့ဒီနေ့ပေါ်စမှာဒါကျွန်တော်ဒီနေ့မနက်မှာပေါ့နော်ဒါကျွန်တော်တို့ ဒါမနဲ့တော့မဟုတ်တော့ကျွန်တော်ဒါအိယာထားနောက်ကြပြီးတော့ဒါရှိသမျှခရီးတွေသွားပြီးပြင်ပန်းပြီးစုပေါင်းအိချတာအခုမှပဲနိုးတယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒီတစ်ပတ်ခွင့်ရထားရဲဆိုတော့လဲလှုပ်ချင်တိုင်းအောင် လုပ်နေတယ်လို့ပဲပြောရမှာတဲ့မှာပါပါတယ်အဲ့တော့ ခါပါလက်ရှိမှာဒါကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ဒါတကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တို့ရဲ့ကွင်းလေပိုင်းနဲ့နောက်တန်းပိုင်းငကူတွေကဒါကျွန်တော်လူစင်းရနည်းနည်းလေးအားနေနေတယ်အဲ့ဒါကိုမှအခုလက်ရှိမှာဒန်ရလူစင်းနေတယ်ဒန်ရလူစင်းတွေကပုတ်ပူပြီးများလာခဲ့တယ်ဒါနဲ့ပတ်သက်ပြီးတော်တော်လေးကိုအသေးရစရာကောင်းတဲ့အခြေအနေတစ်ခုလိုပဲပြောရမယ်တဲ့မှာပါပါတယ်โอเคအဲ့ဒါနဲ့ပတ်သက်ပြီးလည်းပြောအောင်လက်ရှိမှာဒါကျွန်တော်တို့လီဗာပူးရဲ့ကွင်းလေကစားသမားဖြစ်တဲ့အခုလက်ရှိမှာတော်တော်လေးကိုအာနီစလော့ရဲ့လက်ထက်မှာအထားရတဲ့ဂရဗန်ဘတ်အနေနဲ့ဒါကျွန်တော်တို့နယ်သာလန်ပွဲစဉ်မှာဒန်ရရသွားခဲ့တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်အဲ့ဒီလက်ဒန်ရကလည်းဒါကျွန်တော်ပြင်းထန်လာ င်းထန်မှုရှိမရှိဆိုတာကိုလည်းကျွန်တော်လက်ရှိမှာထောက်ထောက်ချောက်ကျွန်တော်ဒါဟို စုံစမ်းစစ်ဆေးနေစေဖြစ်တယ်လို့သိရတယ်မှာပါ။ရိုနယ်ဂိုမဲကတော့လက်ရှိမှာတရားကတကောင်ကြော့ဒဏ်ရာအသေးစားလို့ပြောတယ်။တကောင်ကြော့လို့နာမည်ကြားတာနဲ့ကိုဘာမှကိုသိပ်ပြီးအဆင်မပြေတဲ့အနေအထားမှာရှိတယ်လို့ပဲပြောရမယ်တဲ့မှာပါပါတယ်။အဲ့တော့လက်ရှိမှာလစ်ဗာပူးတင်းတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာဒီဆက်လုံမျိုးဘလူးရေးဆက်လုံမျိုးဆိုတော့ကျွန်တော်တို့လည်းသိတော့မသိသေးဘူး။ဒါပေမဲ့လက်ရှိမှာကွင်းလယ်ပိုင်းဆိုင်ရာမှာလစ်ဗာပူးတင်းနေတာအရန်ကစားသမားကမများများဆဆမရှိတာကလစ်ဗာပူးအသင်းအတွက်တတော်လေးကိုဒါကျွန်တော်တို့ထိခိုက်နစ်နာမှုများတယ်လို့ပဲဆိုရမယ်တဲ့မှာပါပါတယ်။အဲ့တော့လစ်ဗာပူးတင်းတဲ့ခုလက်ရှိဒါဒီနှစ်ဒါကျွန်တော်ရဲ့ပတ်စနယ်မျိုးပေါ့ဒီနှစ်ဒါကျွန်တော် တော်တို့အပြောင်းရွှေ့မှာဒါကျွန်တော်တို့လူလွယ်မှုတွေကတော်တော်လေးကိုကောင်းခဲ့တယ်။ဒါပေမဲ့တကယ်ကိုလူအပ်တဲ့နေရာတွေလည်းအများကြီးကြံခဲ့တာကိုတွေ့ရမယ်ဆိုတော့ဒီလိုမျိုးဒီလိုမျိုးအခြေအနေတွေကိုတွေ့ရမှာ။ အာနီစလော့အနေနဲ့ဒီရနဲ့ပတ်သက်ပြီးသူဘာတွေဘယ်လိုဆက်လုပ်မလဲဘယ်လိုဒါ move လုပ်မလဲဆိုတာကိုတော့ကျွန်တော်တို့အနေနဲ့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုကိုလီဗာပူးသင်းပိုင်ဆိုင်လာခဲ့ပြီလီဗာပူးသင်းနဲ့ငကူတဲ့အရာကျွန်တော်ကွင်းလယ်ပိုင်းမှာအားနေပါတယ်ဆိုမှဒယန်ထက်ရသွားပြီအဲ့တော့ငကူကွင်းလယ်ပိုင်းမှာဒါလူတွေရှိပါတယ်ဒါကျွန်တော်တို့လူငယ်ကစားသမားဖြစ်တဲ့ Curtis Jones လည်းရှိတယ်ဒါကျွန်တော်တို့လူကြီးကစားသမားဖြစ်တဲ့ Andrew လည်းရှိတယ်အဲ့တော့ Andrew ထည့်လိုက်မယ်ဆိုတော့မစိုးဘူးပေါ့နော် Andrew McAllister ဒါကျွန်တော်တို့ Florian Ritz ဆိုတဲ့ပုံစံမျိုး DMC နဲ့ AM ဆိုတဲ့ပုံစံမျိုးဆန်သွားမယ်အရင်တော့ဒါ Arnie Sorsonja ပုံစံမျိုးဒါ Double Pivot ပုံစံမျိုးတော့မဟုတ်တော့ ပင်းနဲ့ဒါကျွန်တော် DMCM AM ဆိုတဲ့ပုံစံမျိုးတော့ပို့ပြီးစာမောင်းမှာတွေ့ရမယ်။ဒါပေမဲ့လာပထားပါလက်ရှိမှာဒါ RD ဆိုတော့သူခြိုက်တဲ့ formation mode တို့ကြောင့်ဒါကသူ၃ညမှာတုံးမှာပါ။အဲ့တော့လူပုသင်းနေတဲ့အခုလက်ရှိမှာဒါကျွန်တော်ခန်းစစ်ကစားသမားကူနာတည့်ရတန်ရာကလည်းအခုချိန်ဒီ assess လုပ်တုံးဖြစ်တဲ့အတွက်ကြောင့်မို့သိပြီးဘာမှပြောလို့မရသေးဘူးပေါ့နော်။အဲ့တော့လူပုသင်းနေတာကျွန်တော်တို့ အာနိစတော့ကတော့ကျွန်တော်မနေ့ကဒါကျွန်တော်တင်ထားခဲ့လို့ပဲဆံမေးပွဲအကြီးကျယ်စင်မဲ့တာရာသီတစ်ခုတော့တကယ်ဖြစ်လာခဲ့ပြီကိုယ်နှုတ်ဆီးလို့လာမျိုးတကယ်ကိုတော့အာနိစတော့အနေနဲ့ဒါကျွန်တော်ဆံမေးပွဲစင်မဲ့ရာသီကြီးကျယ်ဖြစ်လာခဲ့ပြီအဲ့တော့လီဗာပူးတင်းနဲ့ဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်ပထမအဦးဆုံးအနေနဲ့ပြောမယ်ဆိုကွင်းလယ်ပိုင်းလီဗာပူးတင်းနဲ့အခုလက်ရှိကွင်းလယ်ပိုင်းမှာမားကတ်ထဲမှာဒါကျွန်တော် လာမယ့် ဆောင်းရသည်အတွေ့အမှာကိုပဲတခါတည်းဝင်ကြည့်သွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒီဘဘူးတင်ကလက်ရှိမှာတော့ကျွန်တော် Crystal Palace ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Adam Mwatan ကိုဒါမက်ဂါယောကို package အနေနဲ့ခေါ်ယူသွားဖို့အတွက်စဉ်းစားလာတယ်ဆိုတဲ့သတင်းနဲ့တောက်လျှောက်ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။ဒီနေ့မှာလက်ရှိမှာ Liverpool တင်ရဲ့အခြေအနေကြောင့်မို့ Liverpool တင်ကတော့ကျွန်တော် Crystal Palace ရဲ့ဒါကျွန်တော် top ဖြစ်တဲ့ကစားသမား၂ယောက်ကိုထပ်ပြီးတော့ငွေသုံးပြီးတော့ထပ်မံခေါ်ယူသွားဖို့အတွက်သူတို့အနေနဲ့ပြင်ဆင်ထားတယ်ဆိုတဲ့သတင်းကတော့အမှန်ပဲလို့ပြောလို့ရတယ်မှာပါ။အဲ့တော့လက်ရှိမှာ Liverpool အသင်းအနေနဲ့တည်ကြတယ်မှာကွင်းလယ်ပိုင်းက ခံစစ်ဘိုင်းကလိုအပ်နေတဲ့အချိန်မှာဒါဆိုတော့ Crystal Palace ရဲ့ကွင်းလယ်ဘိုင်းကခံစစ်ဘိုင်းကလစ်ဗာပူးအသင်းရဲ့စိတ်ကြိုက်ကစားသမားတွေဖြစ်နေတယ်။ဥပမာတော့ Mark Guy နဲ့ဒါကျွန်တော်တို့ အဒမ်မော်ဒန်နဲ့ဒါမက္ကာကြီးကိုတော့လီဗာပူးသင်းကအကျိုးသဘောတူညီမှုရရှိထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ခေါ်ယူရတာတော်တော်လေးကိုလွယ်ကူမဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်။ဒါပေမဲ့အဒမ်မော်ဒန်ကတော့အဲ့လိုမလို့အဒမ်မော်ဒန်ကိုလက်ရှိမှာအသင်းကြီးမှန်သမျှအကုန်လုံးမျက်စိကျနေတယ်။နောက်ဆုံး Parisian Germain ဖြစ်တဲ့ PSG ကပါအဒမ်မော်ဒန်ရဲ့အပြောင်းရွှေ့တဲ့ကိုတရားဝင်ဝင်လာခဲ့ပြီဆိုတဲ့သတင်းတွေပါထွက်လာခဲ့တာကိုတွေ့ရမယ်။အဒမ်မော်ဒန်ကလက်ရှိမှာဒါကျွန်တော်ပြူတန်းချိုက်တဲ့နှင်းစီကိုင်းဖြစ်နေတာသိတော့မဆန်ဘူး။အင်္ဂလန်သားလည်းဖြစ်တဲ့ငယ်လေးငယ်သေးတဲ့တကယ်လဲဆော့ဘောက်ကတော်တော်လေးကိုကောင်းတယ်လို့တွေ့ရ ာမေးတယ်မှာပါတယ်လက်ရှိမှာဒါကျွန်တော်အာစနယ်အသင်းကလွဲနေတော့အသင်းကြီးတော်တော်များများကဒီကစားသမားကိုခေါ်ဖို့စဉ်းစားတယ်ဘာဆိုနာကအစလက်ရှိမှာဒါကျွန်တော်ရီယယ်မက်ဒရစ်အစအကုန်လုံးကဒီကစားသမားကိုခေါ်အဲ့တော့လီဗာပူးအသင်းကအဒမ်မွာတန်ကိုတော်တော်လေးကိုသဘောကျတယ်သူတို့ရဲ့ဒါကွင်းလယ်ဘိုင်းမှာအဒမ်မွာတန်ကတာနီစလော့ရဲ့ profile နဲ့ကိုက်တဲ့ကစားသမားဖြစ်တယ်လို့သူတို့ကသူတို့လုံးဝ100%ယုံကြည်မှုရှိရတယ်မှာပါအဲ့တော့လီဗာပူးအသင်းရဲ့လက်ရှိဒါကျွန်တော်တို့ Graven Bet ဒန်ယာနဲ့အတူဒီသတင်းကပူပူပြီးတော့အရှင်ဟုန်ပူမြင့်လာခဲ့တဲ့သဘောမှရှိတယ်ဒါပေမဲ့ Crystal Palace ကဒီကစားသမားနဲ့ပတ်သက်ပြီးဘယ်စည်းဘလို့တတ်မှတ် ဲလဲဆိုကျွန်တော်တစ်ချက်တော့သိဖို့လိုတယ်။ Crystal Palace ကဒီကစားသမားကိုအနည်းဆုံးပေါင်တန်း80လူချင်းနဲ့အဲ့တော့ Maguire နဲ့ပေါင်းမယ်ဆို Liverpool အသင်းကနောက်ထပ်ပေါင်တန်း100ကိုဒီနှစ်ဆောင်းရသည့်အပြောင်းရွှေ့မှာပတ်ကျက်ရ၃ဝဖို့ရှိတယ်။ပထမဒီနှစ်ဆောင်းရသည့်မှာ Liverpool အသင်းဘက်ကဒါကျွန်တော် Arne Slot အနေနဲ့ငွေသုံးဖို့အစီအစဉ်မရှိတော့ဘူး။ Leonie တို့ဘောင်းနေပဲဒါရှေ့ဆက်သွားဖို့အတွက်စီစဉ်ထားခဲ့ပေမဲ့ Leonie ACL ကုနာဒီတာမကြာခဏ injury prone ပြီးကွင်းလယ်ပိုင်းမှာတဖြည်းဖြည်းဒါကျွန်တော်တို့ဟိုပြော unsettled ဖြစ်လာခဲ့တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါလာမဲ့ဆောင်းရသည့်မှာ Liverpool အသင်းကဒါ Maguire ရဲ့အပြောင်းရွှေ့ဘက်ကို ူလည်းပြန်လေပြီးတော့ဝင်ရောက်သွားဖြစ်တယ်အဒမ်မော်ဒန်နေမှုမက္ကာအဲ့တော့မက္ကာရဲ့အပြောင်းရွှေ့မှာလီဗာပူးသင်းတဲ့ဒါကျွန်တော်ဒူတခြားသောအသင်းတွေကတော့ရှော့စိတ်ဝင်စားနေတယ်မက္ကာရောဒီဂျာနယ်မှာခေါ်ယူဖို့အတွက်အကြီးအကျယ်ကြိုးစားနေတာကတော့ဒါ Vincent Company ရဲ့ဒါကျွန်တော်တို့ ဘိုင်ယန်မြူနစ်ပဲဘိုင်မြူနစ်ကလက်ရှိမှာမက်ဂါယီကိုတူးအတွက်ဒါကျွန်တော်ဆန္ဒပတ်နေရာမှာဒေယော့အီပါမို့ဥပါကနဥပါမီကနိုဒါအသင်းကထွက်သွားခဲ့မယ်ဆိုရင်မက်ဂါယီနဲ့တောက်လျှောက် replace လုပ်ဖို့အတွက်ပြင်ဆင်နေတယ်မက်ဂါယီကိုလက်ရှိမှာဒါဘိုင်ယန်မြူနစ်သင်းကဒီနေ့ဆောင်းရသည်မှာခေါ်ဘူးတော့မဟုတ်ဘူးဒါမဲ့နူယာသည်မှာခေါ်ဖို့အတွက်ဒါပြင်ဆင်လာခဲ့တယ်အဓိကတော့ဥပါမီကနိုဒါဒါရီယယ်မက်ဒရစ်တို့ဘာတို့ကိုပြောင်းရွှေ့သွားခဲ့မယ်ဆိုရင်တော့မက်ဂါယီကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ဒါကျွန်တော်ဘိုင်ယန်မြူနစ်ကိုခေါ်ယူပြီးတော့ဒါအခုလက်ရှိမှာအမှန်တိုင်းပြောရင်ဘိုင်ယန်မြူနစ်ဘက်ကိုပြန်ကြည့်ကြအောင်ဘိုင်ယန်မြူနစ်ကအခုလက်ရှိမှာပရီးမီးယားလိဂ်ကစားသမားတွေတော်တော်လေးကိုဟုန်နေတယ် ူခေါ်တဲ့ကစားသမားပရီးမီးယားလိဂကစားသမားအကုန်လုံးနီနီမိုက်တယ်ဒါကျွန်တော်တို့ Louis Diaz ကြည့်မလား Oliver Sy ကြည့်မလားဒါကျွန်တော်တို့ Harry Kane ကြည့်မလားအခု Kevin Da ဒါကျွန်တော်တို့တို့အနေနဲ့ဒီဗါလေမက်ဂါအီဒါခေါ်ခဲ့မယ်ဆိုပရီးမီးယားလိဂကစားသမား9ယောက်တီတီဖြစ်သွားနိုင်တယ်မှာပါအဲ့တော့လက်ရှိမှာသူတို့ခေါ်တဲ့ပရီးမီးယားလိဂကစားသမားအကုန်လုံးကောင်းတယ်လူးဝစ်စီယားလည်းကောင်းတယ်အိုလီစီလည်းကောင်းတယ်ဟယ်ရီကိန်းလည်းကောင်းတယ်အဲအရီဒါယာလည်းထွက်သွားအရီဒါယာလည်းသူတို့အကျိုးပြုတဲ့လောက်ပြုတ်သွားခဲ့တယ်မှာပါရောအဲ့တော့ဘယ်လိုပဲပြောလက်ရှိမှာဒါကျွန်တော်တို့ အဲ့လီဗာပူးအသင်းအနေနဲ့ကျွန်တော်တို့အခုချိန်မှာတော့ဟိုခန်းစစ်ကစားသမားအဓိကသူတို့အနေနဲ့ခေါ်ယူခြင်းနဲ့ဒါအပြင်သူတို့အနေနဲ့ကျွန်တော်ရှလော်ဒါဘတ်ရှာတာဘယ်လိုဖြစ်လဲမသိဘူး โอเคชโลดาแบบไม่รู้ถ้าတော့အဲ့လက်ရှိမှာဒါကျွန်တော်တို့လီဗာပူးတင်းကလည်းဒါဘိုရီရှာဒေါ်မွန်ရဲ့နောက်တန်းကစားသမားရှလော်တာဘက်ကိုလည်းစိတ်ဝင်စားနေရဲဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့ဒါပြောမယ်ဆိုလီဗာပူးတင်းကမဂါယီတယောက်တည်းကိုပဲဒီနေ့ဆောင်းရဒီမှာခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတာမဟုတ်ပဲねဘိုရီရှာဒေါ်မွန်ရဲ့ဒါကျွန်တော်ဂျာမန်ခံစစ်ကစားသမားဖြစ်တဲ့ရှလော်တာဘက်ကိုတော့ရေရှည်ရစိတ်ဝင်စားနေရဲဆိုတဲ့ကောလာဟာလာဒါကျွန်တော်တို့အမ် ဒါပေမဲ့တရင်းနေထွက်ပေါ်လာခဲ့တဲ့မှာပါတယ်မိသွမေစော်စီကမခုလက်ရှိမှာလက်ဘဘူးတင်းကတေချာတခုဟာဒီနှစ်စောင်းရသည် project အတွက်တော့သူတို့အနေနဲ့ခက်စပိုင်းကိုထပ်မံပြီးတော့ဝယ်ယူသွားဖို့အတွက်တတော်လေးကို strong ဖြစ်လာတယ်လို့ပဲဆိုလို့ရမယ်တဲ့မှာပါပါတယ်အဲမိသွမေစော်စီကမလက်ရှိမှာလက်ဘဘူးကလက်ရှိမှာတတော်လေးကိုဒါအဲပြတုတ်နေပြီလို့ပြောလို့ရမယ်အခြေအနေတခုရလာခဲ့တဲ့ခက်စပိုင်းနေမှုပဲနဲ့ကွင်းလယ်ပိုင်းလိုအပ်ချက်ဒီမှာလက်ဘဘူးတင်းအနေနဲ့စတင်ပြီးတော့ handle လုပ်ရမယ်အနေထားမှာရှိပါတယ်အဲဒီနှစ် injury ကဒီနှစ်ဒါ international break ကတော်တော်လေးကိုဆိုးတယ်ဒီတစ်ခေါက် injury injury break ပေါ့နော်ဒါပို့ပို့ international break လို့တော့ပို့ပြီးတော့ဆိုးလာရတဲ့မှာပါတယ်မနစ်ရရှိတစ်ခေါက်က injury break ကတောင်းတန်းဟုတ်ဆို injury break တော့မဟုတ်ဒါကျွန်တော်တို့ဆိုဟာငါပါစက်ကစီးလိုက်တာအဲကျွန်တော်တို့ဒါရရှိတစ်ခေါက်ကဒါကျွန်တော်တို့ဟိုဗာလဲ international break မှာ injury အဲ့လိုမျိုးများဒီတစ်ခါတော့ကျွန်တော်တို့ဟို international break မှာ injury တားအများအသင်းတိုင်းလိုလူဒါကျွန်တော်တို့ injury တွေအကုန်လုံးထိကျွန်တော် spa ဆိုလဲဘီဇူးမှာဒါကျွန်တော်15မိနစ်ပဲဆော်ပြီးဒဏ်ရာလုံးဝဒါကျွန်တော်တို့ plan နဲ့တော့ထမ်းပြီးပြန်ခေါ်လာရတယ်ပေါ့နော်အဲ့တော့တချို့ကြတဲ့ဒါကျွန်တော် first line နဲ့ကစားသမားတချို့ကြတဲ့ second line နဲ့ကစားသမားတွေထိတယ်တဲ့မှာပါတယ်အဲ့တော့ဒါအမှန်တမ်းပြောကျွန်တော်ဒီတစ်ခါ international break ပြောမျိုးပြီး November လကျတဲ့ international break ကထက်လာအောင်ပါဗျာစိတ်ပြက်စရာကြီးတကယ်ကိုစိတ်ပြက်စရာကြီးအဲ့တော့ဘာတွေဘယ်လိုဖြစ်လဲတော့မသိမှာတော်တော်လေးကိုစောင့်ကြည့်ရမယ်တဲ့မှာပါတယ်လို့ပြောရင်လည်းကျွန်တော်တို့တွေနော် ောင်းမှာပဲအေးဆစ်ဆစ်တွေ့ကြတာပေါ့ဘလုံးပွဲတွေကိုကြည့်ရှုကျင်နေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုပေါ့ကိုကြည့်လို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြုတ်တူပါနဲ့။ကောင်းမွန်သော Daily နေ့ဖြစ်ပါစုမောင်းအောင်တောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးဆစ်ဆစ်တွေ့ကြတာပေါ့။ကျွန်တော်တို့ကပြပါဦး။ဒီပါဗျ။